ဒေါက်တာဇီဝဆိုတဲ့နာမည်လေးကကျွန်တော်အဖေပြီးခဲ့တာပါအဖေကတော့ကျွန်တော်ကိုသူကချစ်တယ်အရန်ချစ်တယ်နောက်တစ်ခုကအဖေကကျွန်တော်မွေးတဲ့အချိန်ကျွန်တော်က1963မှာမွေးတာအဲ့ဒီမွေးတဲ့နေ့မှာပဲအဖေကအမျိုးသားစပေးစုရတာရတဲ့အကြောင်းသူ့စိတ်ထဲမှာဘလို့ဆွဲလဲဆိုဒီသားလေးကိုဝင်ဆောင်ငင်ကလေးကသူတစ်ခုပြီးတစ်ခု အောင်မြင်မှုတွေလည်းရတယ်စီးပွားတွေလည်းတက်တယ်ပေါ့နောက်အဲ့မွေးတဲ့နှစ်မှာပဲတခါမျိုးသားစပိစုလည်းရတယ်ဒါမြန်မာရုပ်ဆောင်ဇာတ်သဖြင့်ဆိုတဲ့စာအုပ်ပေါ့နော်ဒီရုပ်သေးနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ရေးတဲ့စာအုပ်ကလည်းမလုပ်ခဲ့လဲဆိုတော့မျိုးသားစပိစုရခဲ့တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ချစ်တယ်တော်တော်လေးအားကိုးတယ်ဟာ ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့အမန်းကိုသာဆောင်းထားစို့အားလုံးအတိပေးပါရယ်ဆရာကြီးကတော့ပြောမယ်ဆိုရင်မြန်မာစပေးမှရင်မကပါဘူးကျွန်တော်ကလေးစားလေအားလေအားကြတန်ဖိုးလေထားရတဲ့အဖြစ်ဖြစ်ပါတယ် မြန်မာစာဆိုရင်မြန်မာစာဆရာတွေလာကြတယ်မိကြမြန်ကြပြောကြဆိုကြတဲ့အခါမှာကျွန်တော်ဆိုရင်အော်အဖေဖြေတဲ့အခါမှာဒီဟာတွေအော်တလောက်တန်ဖိုးရှိရှိတလောက်စကလုံးတွေကျွန်တော်သိရတယ်ပြောမယ်ဆိုရင်ဟိုကျွန်တော်ကမန္တလေးမှာနေတဲ့အချိန်မှာစေတန်းကိုလည်းမန္တလေးမှာဖြေရတဲ့အခါကျတော့အဖေနဲ့ကပြောရမယ်ဆိုရင်မတင်ခဲ့ရတဲ့လူဖြစ်တာပေါ့နော်အဲ့တော့ အဖေကဒီမှာမြန်မာစာနဲ့ပတ်သက်လို့မြန်မာစာအဖေချစ်မြတ်သူသူများအသင်းနောက်မြန်မာစာနဲ့ပတ်သက်တဲ့စာရေးဇာတ်ကြီးနောက်သူတပည့်တွေအမေးမြန်းတဲ့အခါကျရင်ဒါမြန်မာစာနဲ့ပတ်သက်ပြောကြားတဲ့နေရာမှာကျွန်တော်ကတော်တော်ကိုလေးစားတန်ဖိုးထားရတယ်လို့နောက်တနိုင်ငံလုံးမြန်မာစာအထူးကျွမ်းဆုံးအမတ်အများဆုံးရတဲ့သူတွေနဲ့အင်တာဗျူးတွေအဲ့ဒါမျိုးတွေနားထောင်ရတဲ့အခါတွေမှာလည်းကျွန်တော်ကတကယ်လေးစားတန်ဖိုးထားရတာနောက်မြန်မာစာအဓိကစာအုပ်ကြီးဆိုရင်လည်း ကျွန်တော်ယူကြည့်တဲ့အခါမှာအိုးအဖေဓာကြီးတွေပြုစုနိုင်တယ်ကျွန်တော်ကတော့ပဲဆိုင်ရာစိတ်တက်ကတူရောက်တော့ရန်ကုန်ကျွန်တော်ရောက်လာတော့ရန်ကုန်ရောက်လာတော့အဖေနဲ့အနီးကပ်နေခွင့်ရခဲ့တယ်ရခဲ့ရင်လည်းကျွန်တော်ကျောင်းပညာသင်နေရင်လည်းအဖေကသူ့ရဲ့ဝိုင်းလေးမှာဘိုင်ယိုဆီယာကြီးကနိုင်ငံခြားထွက်သွားတော့ကျွန်တော်ယာယီထိမ့်သိမ့်ပေးဖို့ကလေးတွေသင်ပေးဖို့ ထိမ့်သိမ့်ပေးဖို့ပြောရင်းနဲ့ကျွန်တော်ဝင်သင်ပေးလိုက်တာဝင်သင်ပေးရင်းနဲ့ကလေးတွေကကြိုက်ကြတော့တခါမိဘတွေကလည်းကျွန်တော်ပဲဆက်သင်ခြင်းတည်းဖြစ်တော့အဲ့ဒါနဲ့ကဲမင်းငါ့အမွေယူသင့်တယ်ပြန်မှာတဲ့ပြောတဲ့ခါမှာကျွန်တော်ကဂုံဒူးတွေကသင်ချာဂုံဒူးကျွန်တော်ကတောက်လျှောက်ထွက်ခဲ့တာသင်ချာမှာကျွန်တော်အရန်ထူးကျွန်ခဲ့တယ်နောက်သိပ်ပံမှာထူးကျွန်ခဲ့တယ်အဲ့တော့ ကျွန်တော်တို့လိုင်းခွဲတဲ့အချိန်မှာကျွန်တော်တို့ခစ်တော်ဒေတာကောလေးပေါ့အဲဒီတော့ကလိုင်းခွဲတဲ့အချိန်မှာကျွန်တော်ကတင်ချာယူမယ်ဆိုပြီးတော့လှုပ်လိုက်တဲ့အချိန်မှာအမေကတော့အဲဒီတင်ချာကိုမယူစေချင်ဘူးဆိုမျက်ရည်လေးကျပြီးငါတာသမီးတွေထဲမှာဆရာဝန်မပါသေးဘူးတဲ့ငါကတာသမီးတွေရဲ့ဆရာဝန်ဖြစ်တာမင်းနဲ့မင်းညီမလေးနှစ်ယောက်ပဲငါကမျောလင့်ထားတာတဲ့ဆိုပြီးမျက်ရည်လေးကျတော့ကျွန်တော်ကအဲ့မျက်ရည်လေးအမေမျက်ရည်လေးအားနာတာနဲ့အမေရဲ့လို့ဆိုပြီးတော့ တင်ချာကိုဖျက်ပြီးဘိုင်ဦးယူခဲ့မိတယ်အဲ့တော့အမေစကားနားထောင်ပြီးတော့တခါရန်ကုန်ရောက်ပြန်တော့အဖေကသူ့အကြောင်းလေးကိုထိန်ခိုင်းရင်လည်းကျွန်တော်တင်ရင်းနဲ့မင်းဇီဝဗေဒပဲတင်းနဲ့ကျွန်တော်ကတင်ချာထူးချွန်းနေသိပ်ပန်ထူးချွန်းတော့တင်ချာတို့သိပ်ပန်တို့တင်ကျင်နေဆိုမတင်နေတဲ့မင်းကဆရာဝန်လည်းဖြစ်တဲ့အတွက်ကြောင့်ဘာပဲပြောပြောဘိုင်ဦးနဲ့ပဲလိုက်ဖက်တယ်ဆိုပြီးတော့ကျွန်တော်ကိုတင်တင်ပါတယ် တင်တော့အဲ့ဒီနှစ်မှာပဲထူးထူးခြားခြားဘိုင်ယိုဂုံလူတွေအများကြီးထွက်တယ်အဲ့ဒီနှစ်တွေတော့ဇီဝဗေဒက68အများဆုံးပေးတဲ့အခါမှာကျွန်တော်စီမှာ68တွေထွက်တယ်အဲ့ဒီမှာ6ဘာသာတွေထွက်တော့နောက်နှစ်လည်းရောက်တော့ကျွန်တော်မန္တလေးကိုပြန်တော့မယ်ကျွန်တော်ဘွဲရပြီးတော့ဟိုမှာစေကံဖွင့်မယ်ဆိုတော့ဆရာကြီးကမပြန်နေတယ်ဆိုပြီးကျွန်တော်ကို AY ဒီအစိုးကြီးကြိုးပေးတယ်တကသူထောင်ထားတဲ့ဝိုင်းတွေအဲ့ဒါနဲ့ပဲကျွန်တော်က ဘာဖြစ်သွားလဲဆိုတော့ biosia ဖြစ်သွားတဲ့အချိန်မှာဒေါက်တာဇီဝတ်ဆိုတဲ့နာမည်လေးကကျွန်တော်အဖေပေးခဲ့တာပါအဲကျွန်တော်ကဒေါက်တာညီညီတိုင်းဆိုတဲ့နာမည်နဲ့စာသင်မှုလုပ်ပါတယ်အဲ့ဒီအချိန်မှာဆရာကြီးကိုယ်တိုင်ကမလုပ်လိုက်လဲဆိုတော့အဲ့ဒီနာမည်လေးကိုဒေါက်တာဇီဝတ်ဆိုတဲ့နာမည်လေးကိုပေးတာပါဒါကြောင့်အဖေပေးတဲ့နာမည်လေးနဲ့အမြတ်တနိုးတန်ဖိုးထားပြီးတော့ကျွန်တော်ဒီနာမည်လေးနဲ့ပဲဇီဝပေးတာတောက်လျှောက်တင်သွားခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ သူတို့ဆိုအိပ်ရတဲ့လဲနေပြီမဲ့စိတ်ကအလုတ်တွေလုံနေတာဖြစ်တဲ့အတွက်ကြောင့်ဆရာကြီးကိုချစ်မြတ်နိုးသူတွေဆရာကြီးကိုလေးစားတန်ဖိုးထားတဲ့သူတွေအားကြတဲ့သူတွေဆရာကြီးရဲ့မြမသားကိုချစ်တဲ့ဆရာကြီးရဲ့တိုင်းပြည်ကိုချစ်တဲ့ဆရာကြီးကိုလူမျိုးကိုချစ်တဲ့စိတ်ဓာတ်တွေကိန်းဝတ်ပြီးတော့မြမပြည်မြမလူမျိုးကိုတန်ဖိုးထားလေးစားပြီးတော့မြမအမွေအနှစ်တွေကိုထိမ့်သိမ်းနိုင်တဲ့ ဆရာကြီးရဲ့မြန်မာစာပေတပည့်တွေဟာဆက်လက်ပြီးတော့ပြုစုပြောင်းထောင်နိုင်ကြပါစေလို့လည်းကျွန်တော်ဆုတောင်းနေနောက်တခါဆရာကြီးရဲ့တမိအငယ်ဆုံးလေးကတော့အမွေပေးတဲ့ခါမြန်မာစာပဲယူရမယ်ဆိုလို့သူလည်းမြန်မာစာပဲယူခဲ့တာဖြစ်တဲ့အတွက်ကြောင့်သူကမြန်မာစာနဲ့ပဲဖွဲ့ရယုံနေမှာကူမြန်မာစာနဲ့ပဲတခါသူကဘာဖြစ်လဲဆိုရင်အမောက္ခရာတို့ထီသူရခဲ့တယ် အဲကြောင့်ဆရာကြီးရဲ့တမိရလည်းဆရာကြီးရဲ့ခြေရာကိုမိပြီးတော့မြန်မာစာပေအမွေနစ်တွေဆက်လက်ထိမ့်သိမ့်နိုင်ပါစေလို့လည်းကျွန်တော်ကတော့ဆုတောင်းနေ။နောက်ဆရာကြီးဖြစ်ချင်တဲ့စာအုပ်ကလေးတွေကိုလည်းသူကဆက်လက်ပြုစုရေးသားနိုင်ပါစေလို့လည်းကျွန်တော်အနေနဲ့ဆုတောင်းမိပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။